တင်ဟာတင်ဆိုတိတ်ခါကြစီမဲ့လောရဲတခုလောက်ခဲ့တယ်လို့လူမင်းတို့ခင်စပယ်ဦးတို့နဲ့လည်းမပတ်သက်ဘူးလို့ပြောလာတဲ့စစ်နိုင်တရားကိုနောက်ဘဝကူသွားတယ်ဖခင်တင်ဟာတင်ဆိုကိုဂုံတိတ်ခါကြစီစီတဲ့လောရဲတွေလုံနေတဲ့ပြင်ဆွေမျိုးတွေနဲ့လည်းမပတ်သက်ဘူးလို့ပြောလာတာကစစ်နိုင်တရားကိုပါဒါကြောင့်လေပြိတ္တတွေကတော့နာမည်ကြီးရုံးရှင်မင်းသားတင်ဟာတင်ဆိုရင်သာစစ်နိုင်တရားကိုတော်တော်လေးကိုဝေဖန်မှုတွေရှိနေရပါသူပြင်းတော့စကားပြောမတတ်တဲ့စစ်နိုင်တရားဦးရဲ့လောရဲတွေကို လူတွေကပြင်းပြင်းထန်ထန်ဝေဖန်နေကြတာဖြစ်ပါတယ်။ပို့ဆိုတာကဖခင်ဖြစ်သူတင်ဟာတင်ဆိုရဲ့ဘဝမှာအရှိန်ရစရာကိစ္စတခုဖြစ်တဲ့အိမ်မော်ခင်မမြင့်နဲ့ဖခင်တရားတင်ဆိုရဲ့ဇလံကိုရုပ်ရှင်ရိုက်ကိုလုပ်နေလို့စစ်နိုင်တရားကိုလိုပြောများနေရပဲဖြစ်ပါတယ်။စစ်နိုင်တရားကတော့အိမ်မော်ခင်မမြင့်နဲ့သူ့ရဲ့ဇလံကိုရိုက်တာကဖခင်ကြီးတရားတင်ဆိုကိုကျေးဇူးဆက်တာလို့ဆိုပါတယ်။ဒါပေမဲ့လူတွေကတော့ဒီလိုလိုရဲ့ကျေးဇူးဆက်တဲ့စစ်နိုင်တရားကို လူတွေပိုးဆိုးပတ်ဆက်ကိုဝေဖန်နေကြလို့ဖခင်တီဟာတင်ဆိုတော့ဒီလိုနီးနဲ့မွေးကျေးဇူးဆက်တဲ့ဘာကိုအုပ်ဝရကထားကနေရင်အုပ်လိုက်မယ်လို့လည်းပြောနေကြတာဖြစ်ပါတယ်။တချို့သောလူတွေကတော့မိဘတွေမရှိရတဲ့နောက်ပိုင်းအုံနောက်ကြက်မပြည့်ဖြစ်တာဖြစ်ချင်တယ်လို့ဖြစ်နေတဲ့စစ်နိုင်တရားကိုတနာနေကြတာပါ။အလုံးသိကြတဲ့အတိုင်းစစ်နိုင်တရားအုပ်ဆိုတာကတော့နာမည်ကြီးရုပ်ရှင်မင်းသားအကယ်ဒမီတရားတင်ဆိုတဲ့အကယ်ဒမီမင်းမီးကြီးစင်မောင်ရဲ့တာပါ ဒါပေမဲ့စစ်နိုင်တရားဟောဖခင်ဖြစ်သူတရားအတင်ဆိုတဲ့ရုပ်ရင်နဲ့အမှုပညာအမွေကိုမိခင်ဖြစ်သူစင်မာဦးရဲ့ရုပ်ရင်နဲ့အမှုပညာအမွေကိုမရဘဲနဲ့ရုပ်ဆိုးအကြီးတန်နေသူပါပြိတ္တရီကတော့ချောမောလာပါတဲ့မိဘနှစ်ပါးရဲ့ရုပ်ရည်မွေ အမှုပညာအမွေစတာတွေကိုဘာတစ်ခုမှမရဘဲရုပ်ဆိုးအကြီးတန်နေတဲ့စစ်နိုင်တရားဟောကိုတနာကိယနာတက္ခအားပေးခြင်းကြတာဖြစ်ပါတယ်ဒါပေမဲ့စစ်နိုင်တရားဟောအမှုပညာလောကမှာနေရာတနေရာခိုင်မာမရဘဲ ဟိုလိုလိုဒီလိုလိုနဲ့ဟိုစက်ကောင်းမှတကွန်းနှစ်ကွက်ပါလိုက်နေဒီစက်ကောင်းမှလည်းတကွန်းနှစ်ကွက်ပါလိုက်နေလူပညာလောကမှာလုံးသုံးဖြစ်နေရဖြစ်ပါရင်ဒါပြင်သူတပြင်းတော့စစ်နိုင်ဒီဟာဟာအနေထိုင်ပြောဆိုမတတ်ဖြစ်တာကြောင့်လည်းခုခါမှလည်းစစ်နိုင်ဒီဟာဟာကွယ်လွန်ဆုံးမသွားရှာဖြစ်တဲ့ဖခင်တရားတင်ဆိုရင်ဂုံတိတ်ခါညှိုးရမ်းစီမဲ့ပြုတ်မှုတစ်ခုလုပ်ခဲ့တာပါအဲ့ဒါကတော့ဖခင်ဖြစ်သူနဲ့အင်ဝေါ်ဒေါ်စမာမြင့်တို့ကြားမှာဖြစ်ခဲ့တဲ့ကိစ္စကိုမန်နတိုင်တပြားကရုပ်ရှင်ရိုက်ကိုပြင်ဆင်နေရပါအလုံးတိကျတဲ့အတိုင်းလုံခဲ့တဲ့နေ့တွေမှာအင်တာနက်ပေါ်မှာတော်တော်လေးကိုခင်ရိုက်ခဲ့တဲ့ ရုပ်ရှင်မင်းသားတရားတင်ဆုံးတဲ့အိမ်မော်ဒေါ်ခင်မာမြင့်တို့ဇလန်ဟာတရားတင်ဆုံးပွဲမှာအမဲဆက်ကြီးတစ်ခုဖြစ်ခဲ့ရပါတယ်။အဆိုပါဖြစ်စဉ်ကိုပြောရရင်တရားတင်ဆုံးတဲ့ဇင်မာဦးတို့အိမ်မော်အိမ်မော်လုပ်နေတဲ့မက်ခင်မာမြင့်ကသူမကိုနိုင်ငံကျော်တရုတ်ဆောင်မင်းသားတရားတင်ဆုံးကမဖွဲ့မြာလုပ်တယ်ဆိုပြီးတော့တိုင်ချခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေနိုင်ငံကျော်မင်းသားတရားတင်ဆိုဟာပုံစိုးပန်းစိုးအိမ်မော်မတယောက်ကိုမပွင့်မြန်လုပ်တယ်ဆိုတာအရှက်ရစရာတွေဖြစ်ခင်ရတာပါ။နောက်ပိုင်းစစ်စိတ်ချက်တွေအရာ အိမ်မော်စင်ပါမြင့်ဟာမဟုတ်မမှန်လီစဲတိုင်တန်းနေဆိုတာထွက်ဆိုခဲ့တာဂုံတိတ်ခါညှိုးနှမ်းစီမှုနဲ့ထောင်တန်းချမှတ်ခံရတာဖြစ်ပါတယ်ခုချိန်မှာတော့နိုင်ငံကျော်မင်းသားတရားတင်ဆိုတဲ့အောင်လူလောကမှာမရှိတော့သလိုအိမ်မော်ခင်မမြင့်ဟာလည်းသူ့ရဲ့အဖြစ်ကိုပြန်လည်ပေးဆက်ပေးပြီးဖြစ်ပါတယ်ခင်မမြင့်ဟာခုချိန်မှာတော့သူ့မရဲ့အဖြစ်ကိုပေးဆက်လို့ဘဝအစ်မစနိုင်ပေမယ့်စစ်နိုင်တဲ့တရားဦးရဲ့ခုလို့ရဲ့ကြောင့်ခင်မမြင့်အနေနဲ့စစ်နိုင်တဲ့တရားကိုအသေးဖြတ်မှုနဲ့တရားပြန်ဆွေးနိုင်တဲ့ခြေအနေဖြစ်ပါတယ်အဲကြောင့်လည်းပြည်သက်တွေကတော့စဉ်းစားဆင်ခြင်မြန်နေတဲ့စစ်နိုင်တဲ့တရားကို ဝေဖန်နေကြတာပဲဖြစ်ပါတယ်။ဒါပြင်စစ်နိုင်တီဟောင်းကတော့အနုပညာလောကမှာအရေးချင်းပြရှိလို့အောင်မြင်လို့ဖို့စ조사နေရဖြစ်ကြောင်းဖြစ်နိုင်ရင်အကယ်မီဆိုတဲ့အော်စကာဆုတွေကိုတော့လိုချင်ကြောင်းပြောလာတာပါ။ဒီလိုအောင်မြင်မှုရအောင်လုပ်ဖို့အတွက်စစ်နိုင်တီဟောင်းရဲ့အတော်ပြစ်သူခင်းစွဲဦးတို့နဲ့ခင်းစွဲဦးရဲ့ခင်မလူမင်းရဲ့အကူအညီကိုလည်းမယူဘူးလို့ပြတ်သားစွာပြောလာတာပါ။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောဘဝင်မြင်အောက်ခြေလွတ်နေတဲ့စစ်နိုင်တီဟောင်းကိုဘယ်လိုမျိုးမြင်ကြမလဲဆိုတာပြောသွားချင်ပါအောင်ရှင်။